မက္ကဆီကိုအလယ်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာရေကြီးမှုတွေကြောင့်လူ64ဦးသေဆုံးခဲ့ပြီးနောက်ထပ်65ဦးပျောက်နေရလို့ဆိုပါတယ်။ဒီလိုပြင်းထန်ရေကြီးမှုတွေကြောင့်အဆက်အသွယ်ပြတ်နေသူတွေကိုအော်တိုဝါ73ရက်မှာကယ်ဆယ်ရေးသမားတွေကကယ်ဆယ်ဖို့အလင်းမြန်ကြိုးပမ်းနေရလို့သိရပါတယ်။ပြင်းနယ်32ခုအနက်ပြင်းနယ်32ခုမှာမိုးတဲထန်စွာရွာသွန်းမှုကြောင့်မြေရေရှမ်းပြီးကျေးရွာတွေအားလုံးရေကြီးရေရှမ်းခဲ့ကမြေပြိုမှုတွေကြောင့်လမ်းတွေနဲ့တံတားတွေပျက်စီးခဲ့ပါတယ်။အော်တိုဝါ73ရဲ့အထက်ကျေးရွာငယ်အများပြားဟာကုန်းလမ်းဆက်သွယ်ရေးပြတ်တောက်နေခဲ့ပါတယ်။ ဒါကြောင့်အစားအစာတွေနဲ့တခြားထောက်ပံ့ရေးပစ္စည်းတွေတည်ယူရေးတို့အတွက်နေကန်တွေကလမ်းရှင်းလင်းရေးကိုမရက်မနာလှုပ်ဆောင်နေပါတယ်။ပြည်ပလာပြည်နယ်တစ်ခုထဲမှာပဲရေဘင်းအနေရဲ့တင်သူ၈000ဝန်းကျင်ရှိရလို့ပြည်နယ်အစိုးရက ပြောပါရယ်။နိုင်ငံအရှိပိုင်းဘယ်ရာခရစ်မှာရေကြီးမှုကြောင့်သေဆုံးသူ9ဦးရှိပြီးကွာရီတာရိုပြည်နယ်မှာသေဆုံးသူတချို့ရှိခဲ့တယ်လို့ဆိုပါရယ်။သမရကလော်ဒီယာရှိန်ဘော့ကတပ်ဖွဲ့ဝင်တထောင်ကိုအုံပြုထားတယ်လို့ပြောပါရယ်။